ိုင်းရီတာချန်နယ်ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီကနေ့မှာဆိုရင်ဖြင့်ဓမ္မစေတီဆရာတော်ဥပညာဝရဓမ္မစရိယအေးတာပြုစုထားတဲ့၅ပါးတိလဝိတ္ထုဆိုတဲ့အကြောင်းအရာတွေရနေမှာ၅ပါးတိလခံယူစောက်တည်ပုံအကြောင်းကိုပထမအဆုံးအနေနဲ့ထုတ်လွှင့်ပေးမှာဖြစ်ပါတယ် Subscribe Like and Share ခေါင်းလောင်းလေးနေပြီးအားပေးသွားကြပါအောင်နော်ကျေးဇူးများတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီရှင်ပထမအဆုံးအနေနဲ့ရှခိုးဥချပုံကိုမျှဝေပေးကြပါမယ် ဖရာတရားတန်ခါအဖြစ်သုံးပါသောယရနာတို့အားရှ िख ိုးဥချသောအခါခြေလက်နှစ်ဖူးတရောင်တူငါးဦးညီညွတ်စေဆိုတဲ့အတိုင်းထေချင်း၅ပါးနဲ့သုံးချင်းသုံးခါရှ िख ိုးဥချရပါမယ်။အဲလိုရှ िख ိုးတဲ့အခါမှာဗုဒ္ဓံပူဇေမိဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိပူဇော်ပါ၏ဖရာဓမ္မံပူဇေမိဓမ္မံတရားတော်မြတ်ကို ပူဇေမိပူဇော်ပါ၏ဖရာတန်ခံပူဇေမိ တန်ကန်တန်ကားတော်မြတ်ကိုပူဇေးမိပူဇော်ပါ၏ဖုရားအဲ့လိုဆိုပြီးတော့ရှ िख ုပ်ဥချရမှာဖြစ်ပါတယ်ဩဃာသာကတော်ကျွားတော်အလုံးရပိသားလို့ထင်ပါတယ်ဒါပေမဲ့ဒီကနေ့မှာဖော်ပြပေးထားတာကိုဆက်လက်ပြီးတော့ဖက်ပြပေးကြပါမယ်ဩဃာသာဩဃာသာဩဃာသာကာယကံဝစီကံမနောကံတိဟုသော သုံးပါးသောကံတို့တွင်တဘာဝသောကံဖြင့်ပြမမိသည်ရှိသောထိုပြေတို့ကိုပြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရနာတရားယရနာတန်ခါယရနာယရနာမြတ်သုံးမမိဘဆရာတို့ကိုအယူအသေးအလေးအမြတ်လက်အုံမိုး၍ရှကောပူဇော်ဖူးမြောမန်လျှော့ကရောပါဤအရှင်ဖရာကရောရသောအကျိုးအားကြောင့်အပေလေးပါကက်သုံးမရပြည့်ရှင်ပါယန္တုမျိုးငါးပါဝိပတ္တိတရားလေးပါ ဇတနာတရား၅ပါးတို့မှအခါခတ်သိကင်းလွတ်ငြိမ့်သည်ဖြစ်၍မတရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဖုရားတီလာပေးတဲ့သူဟာစုပေးတဲ့အခါမှာ ပေးတော်စုနဲ့ပြည့်စုံရပါလို့ဤလို့ဆိုအားပါမယ်တရဏဂုံတီလာအကြောင်းခံပုံဟာဆိုရင်ဖြင့် အဟံပန်းဒီတိတရေနာတဟပြင်းစာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေပန်းဒီဒုတယံပိအဟံပန်းဒီတိတရေနာတဟပြင်းစာသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေပန်းဒီ တတယံပိအဟံဗန္တိတိတရေနတံဟပြင်းစသီလံဓမ္မယာဇာမိအနုကဟံကတဝါသီလံဒေထမေဗန္တိသီလာပေရဲ့သူကယမဟံဝရာမိတံဝဒေထလို့ဆိုတဲ့အခါမှာ အာမဗန္တိပါဠိဖျားလို့ဆိုအားမှာပါဖျားရှိခိုးပုံကတော့နမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ နမောတတဘဂဝါတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝါတောအရဟတောတမ္မာတံဗုဒ္ဓတာတရဏဂုံစောက်တီဘုံဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိ ဒုတိယံပိတန်ကံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိတန်ကံတရဏံကိစ္ဆာမိတိလာပေးတဲ့သူကတိတ်တရနာကမဏံပရိပုံနံလို့ဆိုတဲ့အခါအာမဘန္ဒီပါယဖရာလို့ဆိုရပါမယ်။ငါးပါးတိလာတိတ်ခါဘုံခံယူစောက်တီဘုံဘာနာတိဘာတာ ဝေဒာမနိတိတ်ခါမရံတမာတိယာမိ အာဒိနာဒါနာဝေဒာမဏိတိခာမရံတမာဒိယာမိကာမေတုမိစ္ဆာစာရာဝေဒာမဏိတိခာမရံတမာဒိယာမိမုဒဝါရာဝေဒာမဏိတိခာမရံတမာဒိယာမိဒူရာမေရယမြစ္ဆာပမာဒဌာနာဝေဒာမဏိတိခာမရံတမာဒိယာမိတိလာပေးတဲ့သူကတိတ်တရနေနာတဟပြင်စတိလံဓမ္မန်တာဓုကံ ကတ္တဝအပ္ပမဒေတာတမ္မာဒေတာလို့ဆိုတဲ့အခါအာမဘန်းဒီပါအရှင်ဖျားလို့ဆိုအားမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့တီလာယူတဲ့သူတွေကဗုဒ္ဓံပူဇေမိဓမ္မံပူဇေမိတန်ခံပူဇေမိလို့ဆိုတာထီချင်း၅ပါးနဲ့၃ချိန်၃ကရှစ်ခုဥချာမှာဖြစ်ပါတယ်။ဒါကတော့၅ပါးတီလာတိဆောက်ပုံပြီးစီးသွားတာပါ။သကလုံးနဲ့အတိတ်ဘယ်တွေကိုလည်းဖော်ပြပေးချင်ပါသေးတယ်ရှင်။ဩဃာသာဆိုတဲ့စကားလုံးကရှ िख ိုးကရောပရစီအခွင့်ပြုတော်မူပါအခွင့်ပေးတော်မူပါလို့ကရောခွင့်တောင်းတဲ့စာသားပဲဖြစ်ပါတယ်။ကိုဖြင့်ပြုလုံးမှုတွေကိုကာယကံ နှုတ်ဖြင့်ပြောဆိုမှုတွေကိုဝစီကံစိတ်ဖြင့်ကြံစည်မှုတွေကိုမနောကံလို့ခေါ်ပါတယ်အရိကံ၃ပါးတို့မှာတဘာဘာဖြင့်တစ်ချိန်တစ်ခါကပြင်မာမိခဲ့မယ်ဆိုရင်အရိကံအပြည့်တွေကင်းရှင်းပပျောက်ပါစေခြင်းအကျိုးကကရော့ခြင်းပဲဖြစ်ပါတယ်အလေးအမြတ်ထားသောအဖြစ်၃ချိန်၃ခါဆိုခြင်းဖြစ်လေတယ်ယရနာ၃ပါးနဲ့ဆက်ရင်မာမာနာလျှော့ချပြီးတော့ကရော့ရပါမယ် အဲလိုကြောပြီဆိုရင်တော့ယရနာ၃ပါးနဲ့ဆရာမိဘပေါ်ပြမမိခဲ့တော့အပြစ်တွေပပြောင်းနိုင်ပါတယ်။မိတ်ဆွေတဦးပေါ်မိမိရပြမထားသောအပြစ်များကိုထုံမိတ်ဆွေထံကြောတောင်းပန်လိုက်မယ်ဆိုရင်ပြည်ငိမ့်ပပြောင်းသွားတကယ်သူဖြစ်ပေတယ်။သူတတ်တတ်ချင်းခိုးချင်းကာမဂုဏ်တိုင်းမှားယွင်းဖောက်ပြန်ချင်းမူသားပြောချင်းစတဲ့အပြစ်တွေရရှောင်ကျဲမှသာကုသိုလ်တွေအားများလာတဲ့အတွက်အကုသိုလ်တရားနှဲပါခြုံငိမ့်သွားနိုင်ပါတယ်။ ကုသိုလ်ကောင်းမှုများများပြုခွင့်မရတဲ့ဘုံဘွားတွေကို အပဲလို့ခေါ်တာပါ။ငရဲတရိษံပြိတ်တာအတူရကဲလို့ဖြစ်ကြပါရဲ့။ကတ်သုံးမဆိုတာကတော့လက်နက်နဲ့တက်ဖြတ်ခံနေရမှုယောဂအကြောင်နေရမှုငတ်မောခေါင်းပါမှုတွေကြောင့်ပျက်စီးရခြင်းဘေးတွေကိုကတ်သုံးမလို့ခေါ်ခြင်းဖြစ်ပါရဲ့။ရပြည့်ရှိပါတော့အပြည့်ရှိသောအရက်မကောင်းသောအရက်တွေကိုဆိုလိုတာပါရေမီခိုးသူ အမွေခံဆိုးနှင့်မင်းတို့ဤရန်ကိုရန်သူမျိုးငါးပါးလို့ဆိုပါတယ် ထောက်ပြန်ခြုံရင်းချက်တွေကိုဝိပတ္တိလို့ခေါ်တာပါ။ဆွေမျိုး စီစိမ်စတဲ့ပျက်စီးမှုတွေကိုဒေသနာတရားလို့ခေါ်ပါရယ်။ရှ िख ိုးကရောလိုက်ရတဲ့ကုသိုလ်ကံစေတနာရဲ့အကျိုးအားကြောင့်အဲ့ဒီဘေးရန်အမျိုးမျိုးကနေကင်းလို့ရပါစေလို့ဆုတောင်းခြင်းပဲဖြစ်ပါရယ်ရှင်။တိလာတောင်းပုံရဲ့အဓိပ္ပာယ်ကတော့အရှင်ဖုရားဖုရားတပည့်တော်သည်တရဏဂုံ၃ပါးနေတကား၅ပါးတိလာကိုတောင်းခံပါ၏။ချင်းမြောက်သောအဖြစ်တပည့်တော်အား၅ပါးတိလာပေးတော်မူပါလို့ဆိုခြင်းဖြစ်ပါရယ်။ အလေးထားသောအဖြစ်၃ချိန်တိုင်တိုင်တောင်းဆိုရတာပါနမောတတပူဇော်သူကိုခံယူတော်မူထိုက်သောအလုံးစုံသောတရားတို့ကို မဖောက်မပြန်ကိုရော်တိုင်းတည်တော်မူသောထိုမြတ်စွာဘုရားအားရှိခိုးပါ၏အဲ့လိုတိတ်ခါပုတ်မဆောက်တည်ခင်မှာဘုရားရှိခိုးခြင်းပဲဖြစ်ပါ၏တရဏဂုံကတော့မြတ်စွာဘုရားကိုကိုးကွယ်အားထားရာဖြင့်စည်းကပ်ပါ၏တရားတော်မြတ်ကို ကိုးကွယ်အားထားရာဖြင့်စည်းကပ်ပါ၏ အရိယာတန်ဃာတော်ကိုကိုးကွယ်အားထားရာဖြင့်စီကပ်ပါဤလို့စိတ်ပါလက်ပါယုံကြည်အားကိုးစွာနဲ့ရွတ်ဆိုစောင့်တည်ခြင်းတွေကိုတရဏဂုံစောင့်တည်ရဲလို့ဆိုအပ်ပါရယ်၅ပါးသီလတိတ်ခါပုံနံပါတ်၁တရှိတတဝါမတက်ပါတိတ်ခါကျဲမာမီနံပါတ်၂သူများဥစ္စာမခိုးပါတိတ်ခါကျဲမာမီနံပါတ်၃ကာမမိစ္ဆာမှမာပါတိတ်ခါကျဲမာမီနံပါတ်၄ မူသားလိန်ညာမပြောပါတိတ်ခါကျင်ပါမီနမတ်ကမူရဲ့သေးစာမတုံးပါတိတ်ခါကျင်ပါမီတီလာကပြားလေးလေးရှိပါတယ်တီလာဆိုတာကိုနှုတ်များကို ကောင်းစွာထားဖို့စောင့်ရတယ်လေကိုနှုတ်လုံရင် လူရင်ကြေးကွဲကောင်းကျိုးပေးမြဲအမှန်ပဲစိတ်ပါလုံရင်ပို့လို့ကောင်းတကွဲကောင်းတရက်ကောင်းအောင်ကြိုးစားလေစိတ်ပါလုံအောင်ဘာဝနာပွားဖို့မြတ်စွာဘုရားကမိန်ခဲ့ပြီး ကိုနှုတ်စိတ်ထားဤသုံးပါ လုံညာချမ်းသာပြီဒီနေ့ရခိုင်ရီတာခြံရရနဲ့ထောင်းလင်းတင်ဆက်ပေးခဲ့တာဆိုရင်ဖြင့်ဓမ္မစီဒီဆရာတော်ဖရာကြီးဥပညာဝရဓမ္မစရိယရေးသားပြုစုထားတဲ့ငါးပါးသီလဝတ်ထုဆိုတဲ့စာအုပ်ထရားမှာငါးပါးသီလခံယူစောင့်တည်ပုံကြောင်းကိုထောင်းလင်းပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ခေါက်ရဲ့ခိုင်ရီတာ channel မှာဆိုရင်တော့ငါးပါးသီလတရားမှာ ပါနာတိပါဒကံလူနေတကွာတရှိတတဝအားလုံးတို့၏အသက်ကိုသိစေလိုသောစိတ်စေတနာဖြင့်တေအောင်ပြုလုပ်ခြင်းသည်ပါနာတိပါဒကံမြည်ဤဆိုတဲ့အကြောင်းအရာတွေရမှာကောင်းကျိုးဆိုးကျိုးနဲ့ပြောပြပေးထားတဲ့ဝိထုဇာကြောင့်လေးတွေကိုထုံလွှင့်ပေးသွားမှာဖြစ်ပါတယ်။ Subscribe like and share ခန်းလေးနှိပ်ပြီးအားပေးသွားပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများ၏တင်ပါတယ်ရှင်။